တော့အိမ်တော်မကြခင်ကတော့အဖေနဲ့မေကိုအပ်တာပါနော်အဖေနဲ့မေအပ်တာခုကျတော့ကျွန်တော်တို့လေမိသားစုလေးရအောင်ဖန်တီးနေရပြီဆိုတော့ကျွန်တော်တို့အဖေနဲ့မေကလည်းနားလည်ပြီးရယ်ကျွန်တော်တို့တက်နိုင်တဲ့တစ်ခါကလေးကြရင်တော့ကတော့တယ်ပေါ့နော်အများတော့တော့ကျွန်တော်မအပ်ဖြစ်ဖြစ်တာပေါ့ဖြစ်တာပေါ့ကျွန်တော်တို့ဒီမှာလေမြန်းနှစ်ယောက်ထဲတော်မှာဒီရားတဲ့ပတ်စံလေးကိုကျွန်တော်တို့ချူတာပြီးသုံးနေရခါကြရင်တော့မလောက်ငါးချင်အဲ့လိုမျိုးဆိုတော့ဟိုအဖေအများကြီးတိစောက်ထားတာအဲအချိန်ကြီးအများကြီးတိစောက်ထားတာဆိုတော့အားလည်းအားကြတယ်အဲ ဖေကိုကျေးဇူးလည်းတင်ပါတယ်။အဓိကအမေအမေစုဆောင်တာပေါ့နော်။အဖေရှာတယ်အမေစုတယ်။အဲ့ဒါကိုလည်းကျွန်တော်အတူယူပြီးတော့ကျွန်တော်ရှာတယ်။ချောစုပေးတယ်ပေါ့။ဟုတ်။စုတယ်။သူကလည်းဟိုရင်နဲ့ပတ်စံစုတာပါဒနာပါဆိုတော့ကျွန်တော်အဲ့လိုပတ်စံရပြီဆိုတော့အဲ့လိုဟိုတကားကိုပတ်စံဟိုသိန်းသုံးသိန်းဖယ်ရသလောက်ဘာအလုပ်ဖြစ်ဖြစ်ကျွန်တော်ဖယ်ဖယ်ထားအဲ့ဖယ်တဲ့ပတ်စံလေးအမောက်များလာပြီဆိုတော့ရွှေလေးသွားလောက်တယ်။အဲ့ရွှေလေးကိုစုစုထားပြီးရွှေကိုအဲ့လိုကနေဖြည်းဖြည်းတိုးတိုးလို့ပြီးတော့စုတယ်။အဲ့လိုပဲစုကြတယ်။ ော်ဟိုဒီကဇူးထောင်ဇူးထောင်ဆိုတဲ့နာမည်တိုင်းတော့ဒီထဲမှာဟိုအပြင်သဘောပုံစံမျိုးလိမ့်မိုက်ဇူးတွေလည်းပါတယ်အဲ့လိုအထာမျိုးတွေရိုက်ကြမှာဆိုတော့ကျွန်တော်လည်းအဲ့ဒီကတက်ရောက်ပေါ့နော်တထောင်လေးကတက်ရောက်ပေါ့ဟုတ်ဟုတ်ကျွန်တော်အခုတည်းကတော့ဒီကားအတွက်ကကျွန်တော်မပြင်ဆင်ရသေးဘူးမှန်တမ်းပြောရင်ကျွန်တော်အခုရိုက်နေတဲ့ဇလန်တွေကမပြီးသေးတော့ဟိုပုံစံကကြောင်းလို့မရသေးတော့လေကျွန်တော်စဉ်းစားလိုက်အောင်ပဲဘယ်လိုပုံစံထားမလဲဆိုတော့လေဟုတ်ဟုတ်ကျေးဇူးတင်ပါတယ်လို့ကျွန်တော်ကဟိုအများအားဖြင့်နော်ဟို ကြည်ရပြည်သက်တွေကျွန်တော်တို့ blog တွေတင်တဲ့ဟာတွေမှာလည်းအဲကြည်ရတဲ့လူတွေပျော်ရွှင်အောင်ကျွန်တော်တို့ရဲ့မိသားစု lifestyle ကျွန်တော်တို့နေနေကြပုံစံလေးကိုချပြတာပေါ့နော်။အဲဒါချို့ဆိုသိပါတယ်ကျွန်တော်တို့ဆွေမျိုးတွေအတိတ်ရဲ့မှာဆိုလို့ရှိရင်အိမ်လာရင်ကျွန်တော်တို့မိသားစုနဲ့ဆိုစိတ်ချမ်းသာကြတယ်ပြီးရပျော်ကြရည်ကြရဆိုတော့အဲ့လေကိုကျွန်တော်တို့ကဖုန်းကနေဆင့်ပြည်သက်ကြည့်လို့ရအောင်ကျွန်တော်တို့ lifestyle တွေကိုချပြတာပါ။မရှိပါဘူးမိသားစုလိုပဲပျော်ရွှင်မနေကြဆိုတော့အဲ့ဒါမရှိဘူး။အများအားဖြင့်ပြင်မန်းလာရင်အဖေပြန်လာရင်ကျွန်တော်တို့စကားပြောကြရရုပ်ရှင်ကြည့်ကြတဲ့အချိန်တွေမှာဆို ဲ့ဒီအချိန်တော့ပန်းဖြေရတဲ့အချိန်ပဲအဲ့ပျော်ပါစကားတွေပြောကြရင်လည်းတနေ့တောင်အကုန်ရတာဟုတ်အဲ့ဒါအဖေအဖေပေါ်အများကြီးမှုတရားပါနော်အဖေကြောင့်ပဲကျွန်တော်စပြီးတော့တည်လာကြရတယ်တချို့ဆိုကျွန်တော်နေရဲလို့တည်ပြီးခေါ်တာထက်တော်မှာကိုခလိုင်းသားလို့ပဲအခုချိန်ထိခေါ်နေကြတော့မယ်အဲ့တော့ဟိုအကျေးဇူးအများကြီးတင်ပါတယ်အဖေကိုလည်းအကောင်းဆုံးတော့စူးစမ်းနေရပဲပေါ့နော်ကျွန်တော်တို့ကျွန်တော်လုံးနေရဲ့အလုံးမှာအောင်မြင်ရင်ကျွန်တော်တနေ့ဟိုအဖေတို့နေစင်တဲ့ပုံစံမျိုးကျွန်တော်တို့စိတ်ကူးရင်ထားတဲ့ပုံစံမျိုးလေး ြစ်အောင်ကြိုးစားမယ်အဲအဲ့ဒါကြတော့ဟိုပြောပြဖို့ကခက်တယ်ကျွန်တော်စိတ်ကူးဝင်တာတွေကအများကြီးပဲဆိုတော့လေဟုတ်ဖြစ်အောင်တော့ကြိုးစားအချိန်ချိန်ပြီးရမှာပါဟိုအဖေအဖေရဲ့ဟိုအလုပ်ခဲ့တဲ့အပြုမှုတွေအရာအားလုံးကကျွန်တော်ပေါ်တက်ရောက်မှုအများကြီးရှိရယ်အဖေနုပညာသမားတွေအပေါ်မှာထားတဲ့စိတ်ထားတွေအလူတိုင်းပေါ်သူထားတဲ့စေတနာတွေကကျွန်တော်တို့အတွက်ပြန်ပြီးတော့ဟို effect ဖြစ်တယ်ပေါ့နော်အဲ့တော့အဖေလည်းကျေးဇူးတင်ပါတယ်အဖေကသူဘယ်သူပေါ်မှာဒုက္ခမပေးခဲ့ဘူး ကောင်းမွန်ဆုံးပဲသူဟိုကသူများပေါ်ဟိုရောင်းပေးဆက်တာလေကျေးဇူးတင်ပါတယ်အဖေစိတ်ကြောင့်ပဲကျွန်တော်တို့ရေချစ်ကြတယ်ကိုအလုပ်ကအလုပ်ကြရင်ကြိုးစားပေါ့နော်အလုပ်လည်းကြိုးစားရင်းနဲ့ life time ပေါ့ပါပဲဖြစ်တဲ့နဲ့စိတ်ညစ်ဆရာရှိလာလို့ရှိရင်လည်းအကောင်းဆုံးဟိုကိုစိတ်ကိုဖြည့်သိပ်ပြီးတော့နေတယ်အကောင်းဆုံးဟိုစိတ်ကိုပြင်ဆင်ထားတယ်ပေါ့ဒါလောကရန်မှာဟိုအများကြီးကြုံတွေ့ရအောင်ပါကျွန်တော်တို့အဲဒီစိတ်ညစ်ဆရာတွေစိတ်ဆင်းရဲဆရာတွေဝမ်းနည်းဆရာတွေရှိတာပဲဒါပေမဲ့တတ်နိုင်ဆုံးတော့ကျွန်တော်တို့စိတ်ကိုတတ်နိုင်ဆုံးဖြည့်ပြအောင် အဲ့တော့အိမ်တော်မကြခင်ကတော့အဖေနဲ့မေကိုအပ်တာပါနော်အဖေနဲ့မေအပ်တာအခုကျတော့ကျွန်တော်တို့လည်းမိသားစုလေးရအောင်ခံလေးနေရပြီဆိုတော့ကျွန်တော်တို့အဖေနဲ့မေကလည်းနားလည်ပြီးရယ်ကျွန်တော်တို့တက်နိုင်တော့တစ်ခါကလေးကြရင်တော့ကတော့တယ်ပေါ့နော်အများတန်းတော့ကျွန်တော်မအပ်ဖြစ်ဖြစ်တာပေါ့ဖြစ်တာပေါ့ကျွန်တော်တို့ဒီမှာလင်မယားနှစ်ယောက်ထဲတော်မှာဒီရားတဲ့ပတ်စံလေးကိုကျွန်တော်တို့ချူတာပြီးသုံးနေရတာခါကြရင်တော့မလောက်ငါးစင်အဲ့လိုမျိုးဆိုတော့ဟောအဖေအများကြီးတိစောက်ထားတာအဲအချိန်ကြီးအကြီးတိစောက်ထားတာဆိုတော့အားလည်းအားကြတယ်အဲအဖေကျေးဇူးလည်းတင်ပါတယ် ဟုတ်အဓိကအမေအမေစုဆောင်းတာပေါ့နော်အဖေရှာတယ်အမေစုတယ်အဲ့ဒါကိုလည်းကျွန်တော်အတွေ့ရှိပြီးတော့ကျွန်တော်ရှာတယ်ချောစုလေးရယ်စုလေကိုကလည်းဟိုးရင်လည်းပတ်စံစုတာပါဒါနာပါဆိုတော့ကျွန်တော်ကအဲ့လိုပတ်စံရပြီဆိုတော့လည်းအဲ့လိုတကားကိုပတ်စံနှစ်သိန်းသုံးသိန်းဖယ်ရားတော့ဘာအလုပ်ဖြစ်ဖြစ်ကျွန်တော်ဖယ်ဖယ်ထားအဲ့ဖယ်တဲ့ပတ်စံလေးအမောက်များလာပြီဆိုတော့ရွှေလေးသွားလို့အရွှေလေးကိုစုစုထားပြီးရွှေကိုအဲ့လိုကနေဖြေးတိုးတိုးတိုးပြီးတော့စုနေတာအဲ့လိုပဲစုကြတာပေါ့ကျေးဇူးတင်ပါတယ်ကျွန်တော်တက်နိုင်ဆုံးဟိုးအရှင်ကလူမျိုးစိတ်တွေမဟုတ်ဘဲနဲ့ ကျွန်တော်စိတ်တွေအားစာပြည့်ဝင်ပြောင်းလဲပြီးရယ်ကျွန်တော်ဟိုဖခင်တွေကလှုပ်လာအောင်စိတ်တည်ငြိမ်လာအောင်အေးချမ်းလာအောင်သူပဲဘေးကနေလမ်းပြပေးရယ်ပေါ့ကိုရှင်တော်ကလည်းဟိုအဖေနဲ့အမေကအနီးကဆုံးမတာပေါ့နော်အခုကတော့သူရှိရဆိုတော့သူဆုံးသူဆုံးမတာနားထောင်ပါနားထောင်ပါပေါ့နားထောင်ပါကျေးဇူးတင်ပါတယ်